Hello အားလုံးပဲမင်္ဂလာပါအဲခင်ဗျားတို့ဒီနေ့ချမ်းမာပါစေလို့ဆရာအဆိုတောင်းနေပါတယ်ဆရာလည်းချမ်းချမ်းမာမာနေတယ်လို့ပြောရှင်ပါတယ်ဟုတ်ပြီတင်ကနေဆရာအမတန်မှအားရရတဲ့စကလုံးတချို့တွေကိုအဲပြောပြတော့မနော်အဲအေးစကလုံးတို့ဟာပါလဲဆိုရင်အဲမိမိမျိုးရကနာဇက်ပေါ့နော် မင်းမင်းအတက်ကမြို့ရခုနဇနဲ့နောင်းနောင်းအဲမြို့ရခုနဇောဆရာဒနေပြောပြသွားပါမယ်ပထမဆုံးကအဲမိမေရအတက်ကမြို့ရခုနဇအဲပုဂ္ဂိုလ်တွေကိုဘယ်လိုခေါ်ရလဲကျွန်တော်အေးပုဂ္ဂိုလ်တွေကိုဘယ်လိုခေါ်လဲအဲ့ဒါကိုဆရာနည်းနည်းချင်းပြတော့မယ်နော်ပထမဆုံးကအဲပထမပုဂ္ဂိုလ်ပေါ့နော်ပထမဆုံးမြို့ရခုနဇအတက်ကမြို့ရခုနဇဆိုရင် ပထမအဆုံးမိမိဖခင်ပေါ့နော်မိမိရဲ့ဖခင်အဲ့ဒါမိမိအတက်ကပထမအဆုံးပထမမျိုးယူပေါ့နော်အဲဖခင်မိမိအပေပေါ့နော်အဲဒုတိယကဆိုရင်မိမိဖခင်ရဲ့အပေပေါ့နော်မိမိဖခင်ရဲ့အပေကိုဘယ်လိုခေါ်လဲအဖိုးလို့ခေါ်တယ်မိဖမိမိဖခင်ရဲ့အပေကိုအဲအဖိုးလို့ခေါ်တယ်ပေါ့နော်အဖိုးနောက်ပြီးတော့မိမိအဖိုးရဲ့ဖခင်ကိုဘယ်လိုခေါ်လဲမိမိအဖိုးရဲ့ဖခင်ဆိုတာကဘေးလို့ခေါ်တယ်ဘေး အဘေးလို့ခေါ်တာဗောနော်မိမိဖခင်ရအဘေးကိုအဘေးလို့ခေါ်တယ်နောက်ပြီးတော့မိမိရအဘေးဖခင်ကိုဘယ်လိုခေါ်လဲဘီလို့ခေါ်တယ်ဘယ်လိုခေါ်လဲဘီလို့ခေါ်တယ်မိမိအဘေးရဖခင်ကိုဘီလို့ခေါ်တယ်နောက်ပြီးတော့မိမိအဲမိမိအဘေးရဖခင်ကိုဘယ်လိုခေါ်မလဲမိမိအဘေးရဖခင်ဆိုတော့ဘယ်လိုခေါ်လဲမိမိအဘေးရဖခင်ဆိုတော့ အဘင်းလို့ခေါ်တာအဘင်းအဘင်းလို့ခေါ်တာဗောနော်နောက်ပြတော့မင်းမအဘင်းရပါခင်ဆိုတော့အဘင်းရပါခင်ဆိုရင်ဘယ်လိုခေါ်လဲဘောင်းလို့ခေါ်တယ်မင်းမအဘင်းရပါခင်ဆိုရင်ဘောင်းမင်းမဘောင်းရအဘောင်းရပါခင်ဆိုရင်အဘောလို့ခေါ်တယ်နော်အဲ့လိုဆိုရင်ကျွန်တော်တို့ခါရန်လိုက်နေဆိုမှဆိုရင်ဘာဖူဘီဘင်းဘောင်းဘောနော်ခါရန်လိုက်နေဆိုရမယ်ဆိုရင်အဲ့လိုပဲဆိုရတာဗောနော်မှတ်တတ်ရလို့ဗောနော် အဲဘယ်လိုခေါ်လဲဘာဖိုဘေဘီဘင်းဘောင်းဘောအဲ့လိုဆိုလို့ရပါတယ်နောက်ပြီးတော့နောက်တစ်ခေါက်ဘာလဲဆိုရင်မိမိအောက်ကနောင်းနာမျိုးရုပ်ခဏဇက်ပေါ့နော်နောင်းနာမျိုးရုပ်ခဏဇက်အဲဥပမာပထမဆိုတာမိမိရဲ့တာသမီးပေါ့နော်မိမိရဲ့တာသမီးဆိုတော့မိမိရဲ့နောင်းနာမျိုးရုပ်ပထမအုပ်စုပထမမျိုးရုပ်ပေါ့နော်နောက်ပြီးတော့ဒုတိယမျိုးရုပ် ဒုတိယမျိုးရိုးကိုဘယ်လိုခေါ်လဲပထမမျိုးရိုးဆိုရင်သားသမီးပေါ့နော်ဒုတိယမျိုးရိုးဆိုရင်အဲဘယ်လိုခေါ်လဲအမိလို့ခေါ်လဲမြင့်ပေါ့နော်မြင့်ဒုတိယမျိုးရိုးကိုဘယ်လိုခေါ်လဲမြင့်လို့ခေါ်တယ်တတိယမျိုးရိုးဆိုရင်မိလို့ခေါ်တယ်တတိယမျိုးရိုးဆိုရင်မိလို့ခေါ်တယ်နောက်ပြီးတော့အဲစတုဒ္ဓမျိုးရိုးပေါ့နော်အဲစတုဒ္ဓမျိုးရိုးစတုဒ္ဓမျိုးရိုးကိုဘယ်လိုဘယ်လိုခေါ်လဲဒီလို့ခေါ်တယ်နော်စတုဒ္ဓမျိုးရိုးကိုဘယ်လိုခေါ်လဲဒီ ဥပမာမိမိအမင်းရဲ့တာသမီးပေါ့နော်မိမိအမင်းရဲ့တာသမီးဆိုရင်အဲဓီလို့ခေါ်တယ်မိမိအတေရဲ့မိမိဓီရဲ့တာသမီးဆိုရင်ထွက်လို့ခေါ်တယ်ထွက်နော်ဓီရဲ့တာသမီးဆိုရင်ထွက်မိမိထွက်ရဲ့စာတာသမီးဆိုရင်ဘယ်လိုခေါ်လဲချွတ်လို့ခေါ်တယ်ချွတ်မိမိချွတ်ရဲ့အဲတာသမီးဆိုရင်ဘယ်လိုခေါ်လဲဆက်လို့ခေါ်တယ်အဲ့လိုဆိုရင်ခါရလှိုင်းလိုက်အဲအဲသဆရဆိုမယ်ဆိုရင်ဘယ်လိုခေါ်မလဲတာသမီး မီမီဒီထွေးချက်ဆက်ဘယ်လိုခေါ်လဲမီမီအမီမီဒီထွက်ချက်ဆက်နော်မြို့ရကနာဇာမီမီရနောက်နောင်ဖော်ဖော်လာမီမြို့ရကနာဇာပေါ့နော်ပထမဆုံးပြောပြသွားတာကမီမီရအတက်ကမြို့ရကနာဇာပေါ့ပြောပြသွားတာပေါ့နော်ဟုတ်ပြီအဲ့လိုဆိုရင်အဲခင်ဗျားတို့လည်းဒီလိုမြော့စကလုံးတွေကိုဖတ်ထားပြီးတော့မီမီအဲဘဟုတ္တတာကိုထုတ်တက်လာအောင်ရှင်းစမှာလို့ဆရာမြော့လိုက်ပါတော့နော် ഓക്കെ ടാ അസ്സാം വലൈക്കും വരഹമുല്ല വാ